အလကရုဆိုတာကအလမဲကနေလာတာအလမဲဆိုတာမွေးပညာပေါ့မွေးတွေကိုပြတတ်တဲ့ပညာကိုအလမဲလို့ခေါ်တယ်အလမဲဆရာလို့လည်းခေါ်တာပေါ့အဲ့တော့အလကရုပါမဆိုတာအဲ့ဒီမွေးဖမ်းတဲ့ဥပမာကိုပြုတ်ပြီးရောမြတ်စွာဘုရားရှင်ဟာပါမဆိုတာဥပမာအလကရုမွေးဖမ်းဥပမာကိုပြုတ်ပြီးဟောကြားတဲ့တရားတဲ့မြတ်စွာဘုရားရှင်တောင်းထိပ်မြုပ်ဇေရဝံအကြောင်းတော်မှာတရင်တောင်းနေတယ် အဲ့ဒီမှာအရှင်အရိထဆိုတဲ့ယဟန်တပါရှိဘယ်လိုလဲဆိုတော့အရိထလို့ခေါ်တယ်အရိထကမြတ်စွာဘုရားရှင်တရားတော်တွေကိုနာကြားပြီးတော့အ내အတိတ်တွေတွေကိုသူအပြည့်အစုံမဖွင့်နိုင်ဘူးမြတ်စွာဘုရားရှင်အလိုတော်တွေကိုလည်းအတိတ်တွေမဖွင့်နိုင်ဘူးသူလိုသလိုထင်သလိုအဲ့လိုယူဆတယ်အဲ့တော့သူကဘလို့ယူဆလဲဆိုတော့မြတ်စွာဘုရားရှင်ဟောကြားတဲ့ မဖို့ရဲ့အန္တရာယ်ဆိုတဲ့အဲ့ဒီအကျင့်တွေကိုကျင့်ပင်မယ်လေတဲ့တကယ်တော့မဖို့ရဲ့အန္တရာယ်မရောက်ပါဘူးတဲ့မြတ်မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားနဲ့မြောင်းမြန်ဖြစ်သွားတယ်နော်မြတ်စွာဘုရားရှင်ဒီအကျင့်တွေကမဖို့ရဲ့အန္တရာယ်ဖြစ်တယ်မဖို့ရဖို့အတွက်အတားအဆီးဖြစ်တယ်ဒါကြောင့်မလို့ဒီရှင်းတွေကိုရှောင်ကြရမယ်။ဒါပြင်းနဲ့အရိထအဲ့လိုမျိုး ယူဆလိုက်တာကမက်ဆာပြရှင်ကိုဟောကြတဲ့မက်ဖွယ်အန်ဒရယ်ဖြစ်တယ်ဆိုတဲ့ဥစ္စာတွေကိုပြုကျင့်ပေးမယ်လဲတဲ့မက်ဖွယ်အန်ဒရယ်ကိုတော့တကယ်တော့မဖြစ်ပါဘူးစัญญမဖြစ်ပါဘူးလားဖြစ်ပါပါဗျာဒါဆိုတော့အတလုံးကြီးစัญญမကြီးယူလာတော့မဟုတ်ဘူးဒီနေရာမှာဦးဇင်းတို့ဆေးဆက်ဆက်လေ့လာရင်ဒီပန်းလေးတော်မှာတော့မပါဘူးဒါမင်းဥပဇင်းရဲ့ယူထားစက်မှာဒီအရိထဒီလိုဖြစ်သွားရတယ် ဆန့်ကျင်ပဲဖြစ်သွားတဲ့အကြောင်းတရားဟာအတုလူကြီးလောက်တော့မဟုတ်ဘူးသူ့မှာအမြင်တိုင်တာပြောတော့ထိုးထွင်းမသိမြင်တာအပိုင်အဲ့ဒီအပိုင်နေချက်ဖြစ်သွားတာဘာတွေဖြစ်သွားလဲဆိုတော့လက်တွေ့မြင်မြင်နော်ဝိသကာရကမှာတော့အနာဘင်းတထေးတို့ကတော့မနေဒါတောင်းတစ်တမျိုးလုံးရောယဟန်တန်ခါတွေရောမြတ်စွာဘုရားရှင်ကိုရိုတိုင်ကဒါတော့ဘန်းဆိုတာအလေးပြုထားတာမဟုတ်ဘူးလားမှန်ပါပါဗျာ ဘယ်လိုလဲဆိုတော့ခုနကတော့ဝိတ္တခါရောအနာတပိန်တထေရောဒါပေမဲ့ဝိတ္တခါရောအနာတပိန်တထေရောဟာကာမုံခံစားနေတာပဲမြင်မှုကြားမှုနားမှုယတ္တခံမှုဆိုတော့ကာမုံလေဒီကိဒီကဆိုရင်တော့ရုပ်ရှင်နဲ့ကြည့်နေတာအချင်းနဲ့နားထောင်နေတာပဲဒါပေမဲ့သူတို့ဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုတိုင်ကိုကသူတို့ဟာတောရပံနေတောရပတိမဲ့ရောက်သေးတယ်လို့အတိပြုထားတာပဲသူ့ထဲမှာအတွေးတစ်ခုဖြစ်လာတယ် ဒါကြောင့်မလို့ပြုတ်ချင်းကြည့်ရင်လေတနည်းအားဖြင့်ကံကုန်ခံစားရင်လေမဖွယ်အန္တရာယ်တော့တကယ်တော့မဖြစ်ပါဘူးလို့အဲ့လိုမျိုးအတွေးပေါက်ပြီးတော့ပြောတာဆိုတော့ပြည့်ရှင်တရားတော်တွေကိုဒီသစ္စာမှန်ချေခံပြီးတော့နာကြားမှဘုရားရှင်ရဲ့လူရင်းကိုပြီးပြီပြီးတော့ဝိတ္တခါတော့အနာတဘိန်တို့ဟာကံကုန်ခံစားနေပေမဲ့ဒါဆင်းရဲဒါအဆွဲဆိုတာအဆွဲလွတ်ရတယ် အကျင့်ဆိုပြီးတော့ဒုက္ခသစ္စာသမုဒိယသစ္စာမိနိရောဓသစ္စာမဂ္ဂသစ္စာကိုတို့သိပယ်ဆိုင်ပွားမသိထားဘူးလားသိထားပါဗျာသိပေမဲ့တို့မလွန်ဆန်းနိုင်ဘူးအဲ့တော့မဲဆိုတာဘယ်ဟာကိုပြောတာလဲလေတို့ကျင့်နေတဲ့ကျင့်ကိုပြောတာမဟုတ်တို့သိတဲ့အသိကိုပြောတာတို့ရဲ့သိတဲ့အသိဟာမဲသိဒါပေမဲ့အကျင့်ကတော့ရအသောကုန်ခံအောင်ကျင့်ရမယ်အကျင့်တွေကတော့မကျန်နေဘူးလားကျန်ပါဗျာဒါပေမဲ့အရိဋ္ဌဉာဏ်မှာတစ်မျိုးပေါက်သွားတယ် လောကမှာမဲ့ဖို့ပေါက်တယ်လို့အလုံးကဘုရားရှင်ကိုယ်တိုင်ကလက္ခဏာတဲ့ပုဂ္ဂိုလ်တွေကလည်းစင်စစ်တဲ့ကာမဂုဏ်တွေကိုခံစားနေတာပဲဒါကြောင့်မလို့လဲ तू ကအတင်းပြုတ်လိုက်တယ် तू ကသူ့သဘောထားကိုထုတ်ပြန်လိုက်တယ်ကာမဂုဏ်ခံစားနေပြီမဲ့လဲမဲ့ဖို့အန္တရာယ်လို့မြတ်စွာဘုရားရှင်ဟောတယ်ကာမဂုဏ်ခံစားနေပြီမဲ့လဲမဲ့ဖို့အန္တရာယ်တကယ်တော့မရောက်ပါဘူးသူ့သဘောထားကိုထုတ်ပြန်လိုက်တယ်အဲ့ဒီခါကျတော့လွင်မှားမတော်ဘူးလားမှန်ပါပါ အတူဆိုလိုတဲ့အတိုင်းဆိုလို့ရှိရင်ကာမောခံစားနေမက်ဖွယ်အန္တရာယ်မရောက်ဘူးဘုရားရှင်ကလည်းမက်ဖွယ်အန္တရာယ်ကိုနော်ရောက်တယ်ဆိုတဲ့တရားကိုဟောပေမဲ့ခံစားနေတဲ့လူတွေမက်ဖွယ်ရောက်သွားတာပဲမက်ဖွယ်အန္တရာယ်ကိုမဖြစ်ဘူးတည်းလို့ပြောတာမှန်ပါဗျာဒါဆိုယောဂီတို့ရှင်းပါတယ်နော်မှန်ပါဗျာယဟန်နေကမရှင်ရိတ်တာအဲ့ဒါလို့လေမဟောတင်ဘူးမယူဆတင်ဘူး ဒါပေမဲ့ရိဋ္ဌကလက်မခံဘူး။မျက်မြင်လိဋ္ဌဖြစ်တဲ့အတွက်ကြောင့်လက်မခံဘူး။လက်မခံတဲ့အတွက်ကြောင့်လည်းမြတ်စွာဘုရားရှင် ရှိမှမြတ်စွာဘုရားရှင်ထာမတိုင်းကြလိုက်တယ်။အဲ့တော့ဘုန်းတော်ကြည်တော်မြတ်စွာဘုရားရှင်အရိဋ္ဌကိုခေါ်ပြီးဟဲ့အရိဋ္ဌတင်ငါဟောကြတဲ့မေဖို့အန္တရာယ်ဖြစ်တယ်ဆိုရဲငါးပါးယုံခံမကိုအလွန်ကျူးခံစားနေတဲ့သူတွေဟာမေဖို့ရဲ့အန္တရာယ်ဖြစ်တယ်ဆိုတော့မေဖို့ရဲ့အန္တရာယ်မဖြစ်ဘူးလို့ သင်အဲ့ဒါလိုအယူဆဖြစ်တယ်ဆိုတာဟုတ်ပါသလားဟုတ်ပါတယ်ယောဂရောအရိဋ္ဌရောဝန်ခံတယ်ဒါဆိုလို့ရှိရင်ယောဂရောခုနကမက်ဖွယ်အန္တရာယ်ဖြစ်တယ်ဆိုတာမြေမှုကြမ်းမှုဆိုတဲ့ငါးပါးအာယုံကမ္မမှာလွန်လွန်ကဲကဲခံစားဆန်းစားပြီးဆိုလို့ရှိရင်မက်ဖွယ်ရနိုင်ပါမလားမရနိုင်ပါဘူးဗျာဟုတ်ပါလားယောဂရောအနာရမေသရေဝိတ္တခါရဝိတ္တခါရောအလုံးလုံးလွန်လွန်ကဲကဲခံစားလား မကြတာပဲတို့မရတာပဲတို့အဲ့လိုမျိုးထင်မြင်နေတာဟာသူဟာအဲ့တော့ဒီသောရဗံရဲ့သဘောတဘာဝသောရဗံရဲ့အတိတ်ကို နားမလည်ဘူးအပြင်းပန်းမဲ့ကြည့်ပြီးတော့အနိဗ္ဗာန်အဓိပ္ပာယ်ဖွင့်ပြီးတော့သူဆုံးနေတာမဟုတ်လားဘုံတော်ကြီးသောမြတ်စွာဘုရားရှင်ကအရိထာတဲ့ငါဟောကြတဲ့မေဖို့အန္တရာယ်ဖြစ်တယ်ဆိုတဲ့ကာမဂုဏ်အယုံတွေကိုခံစားဆန်းစားလို့ရှိရင်မေဖို့အန္တရာယ်မဖြစ်ဘူးလို့တင်းတီးဆိုရတဲ့အယူဆဖြစ်တယ် ကာမဂုဏ်အာယုံတို့ဟာများသောဆင်းရဲခြင်းများသောဆင်းရဲခြင်းများသောပင်ပန်းခြင်းရှိတယ်ဆိုတာကိုငါဥပမာပေါင်းများများစွာနဲ့ဟောခဲ့တယ်အယုစုတားတဲ့ချို့တော့အတီလှမ်းမြင်းမီရှူအမျိုးမျိုးသောဥပမာတွေနဲ့ငါဟောကြတယ်အဲ့ဒါလို့ဟောကြခဲ့တာကိုတင်းတီးအဘိကျောင်းငါပြရှင်ကိုဆွဆဲသည်နီး တင်ဒီမိမိကိုယ်ကိုမိမိဘာကြောင့်ဖြစ်စေသနည်းတဲ့ဒီနေရာမှာအရိဋ္ဌာမြတ်စွာဘုရားရှင်ဟောကြားတော့နော်ငါဘာအယုံကိုလုံလုံကဲကဲခံစားတဲ့သူတွေရဲ့မဲ့ဖို့ရဲ့အန္တရာယ်ဖြစ်တယ်ဆိုရင်ကမိဆန္ဒဆိုတာအပိပ္ပံတရားမဟုတ်ဘူးလားအဲ့ဒါကိုမခံစားရင်ဗျာပါရမဖြစ်ဘူးလားဗျာပါရဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကညံ့နှွမ်းနေပြီတမာတိမရဘူးဆိုလို့ရှိရင်ဒီစည်းစဲဒီဆွဲဆိုပြီးသိနိုင်ပါမလားသိနိုင်ပါဘူးဒါဆိုမမရနိုင်ဘူးမလား ်နော်ငါးပါးအာယုံကံကိုရှော့ချန်နိုင်မှဒီစိတ်ကအပိတ်ပင်ကင်းစင်သွားပြီတော့တရားတော်အမှန်တစ္ဆာကိုတည်တော်မှာဒါကြောင့်မလို့မြတ်စွာဘုရားရှင်လုံလုံကဲကဲခံစားနေတဲ့သူတွေဟာအန္တရာယ်ဖြစ်တယ်လို့ဒီလိုပြောလိုက်တာမရနိုင်ဘူးလို့ပြောတာမဟုတ်ဘူးအန္တရာယ်ဖြစ်တယ်လို့ပြောတာအတားအဆီးဖြစ်မယ်အပိတ်ပင်ဖြစ်မယ်လို့ပြောတာဒါပဲနဲ့သူကမှန်ကန်ကန်ကန်အနှိမ့်တိုက်ပင်မဖွင့်နိုင်ဘူးမယူဆနိုင်ဘူးမြတ်စွာဘုရားရှင်နဲ့ဆန့်ကျင်ဘက်တောင်ဖြစ်သွားတယ် ဒါဆိုလို့ရှိရင်အတိတ်ပဲဖွင့်တာမှားရင်ဘာဖြစ်သွားမလဲ။စန့်ကျင်ပဲဖြစ်သွားမယ်လို့ဆိုကြတယ်။ကဲတရားလေးဆက်လိုက်အောင်။ယဟန်တို့တဲ့။အဲ့ဒီအနေတိတ်ပဲဖွင့်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မွေဖန်းဥပမာနဲ့ငါဖះရှင်ဟောမယ်။အမျိုးသားတရားဟော။မွေကိုလိုရှိတဲ့အတွက်ကြောင့်မွေရှိတဲ့နေရာကိုသွားတယ်။မွေကြီးတကောင်းကိုတွေ့တယ်။အဲ့ဒီမွေကြီးကိုတွေ့တဲ့အခါမှာထိုယောက်ျားဟာအဲ့ဒီမွေကြီးကို အမိကို၎င်းနဲ့ကိုကို၎င်းဖမ်းနေတယ်အဲ့ဒါလိုဖမ်းတဲ့အခါကျတော့မွေးဟာသူ့ကိုလက်ကို၎င်းတခြားသောအင်္ဂါအစိပ်ပိုင်းတို့ကကိုက်ပြီးတော့တီချင်းဆင်းရဲတမောဝင်တီလောက်သောဆင်းရဲတို့ ရောက်လာတယ်ဘာကြောင့်အဲ့ဒါလိုဖြစ်သည်ဆိုတော့လေမွေးကိုကောင်းစွာမဖမ်းလို့တဲ့ယဟန်တို့တဲ့အချင်းဤသောယောက်ျားတို့ဟာတရားတို့ကိုသင်ကြားတယ်လေတရားတို့ကိုသင်ကြားပြီးသင်ယူထားတဲ့တရားတွေကိုကောင်းစွာအနဲ့တည်းပဲမဖွင့်ဘူးတဲ့ နဲ့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 အတိတ်ပဲကိုဆင်ញင်သုံးသပ်ခြင်းမပြုဘူး။ဒါကြောင့်မလို့ထိုထိုသူတို့အတွေ့တရားတို့ကစစ်စစ်ဆက်ဆက်သုံးသပ်ခြင်းကိုမခံရဘူးလေ။ဒါကြောင့်မလို့လေထိုသူတို့ဟာတရားသင်ကြားခြင်းရဲ့အကျိုးဖြစ်တဲ့မဲ့ဘောကိုမရောက်တော့ဘူး။သူတို့ဘာတို့ရဲ့အကြိတ်ကလွတ်ဖို့သူတို့ဘာကိုကိုရှုံချဖို့ဒီတရားတွေကိုသင်ကြားတာဖြစ်တယ်။ဒါကြောင့်မလို့တဲ့ယဟန်တို့တဲ့ ိုအချင်းကြီးသောယောက်ျားတို့အတွက်ထိုတရားတို့ဟာများစွာသောဆင်းရဲကို ဖြစ်စေတယ်။တရားတွေကိုသင်ကြပါတယ်။သင်ယူပါတယ်။သင်ယူပေမဲ့လည်းအဲ့ဒီရဲ့အလက်တိတ်ပဲကိုနက်နက်နဲနဲဆင်ခြင်ခြင်းမပြုတ်ဘူး။နက်နက်နဲနဲဆင်ခြင်းမဲအဲ့ဒီတရားတွေကအဲ့ဒီအမျိုးသားတို့အတွက်စစ်စစ်ဆက်ဆက်ဆင်ခြင်ခံရတယ်ဆိုတာကအားထုတ်မှရမှာမဟုတ်ဘူးလား။ပွားများခြင်းအားထုတ်ခြင်းကိုပြုတ်ရတော့မယ်။ ပွားများခြင်းအားထုတ်ခြင်းကိုမပြုဘူးဆိုလို့ရှိရင်အဲ့ဒီတရားတွေရဲ့အ내အိဗယ်ကိုလေးလေးနက်နက်တဲတဲဝင်ဝင်စိတ်စိတ်ဆက်ဆက်ဆင်ခြင်သုံးသပ်မှုရနိုင်ပါမလားမရနိုင်ပါဘူး။ဒါကြောင့်မလို့လေအဲ့ဒီတရားတွေရဲ့အ내အိဗယ်ကိုမသိတော့ဘူး။ဒါကြောင့်မဲ့ဖို့ရဲ့အကျိုးကိုမခံစားရဘူး။မဲ့ဖို့အကျိုးကိုမခံစားတော့တဲ့ကြောင့်ထိုသူတို့ဟာတို့အချင်းချင်းယောက်ျားတွေကတရားသင်ရင်ဟာသူတို့ဘာတို့ရဲ့ကိရမှုကလွန်မြောက်ဖို့ဆိုတာငါတို့စာမတက်ပေမတက်ဆိုပြီးတော့အပြောမခံနိုင်ဘူး။ စာမတက်ပေမတက်တော့အပြောမခံတဲ့တောင်တင်တာသူတို့ဘာတို့ကိုလဲစာပေမတက်ကျွမ်းသက်တွေကိုလဲရှုံချဖို့အတွက်တင်တာသူများကိရိယာကလွတ်ဖို့တင်တာဒါကြောင့်မလို့ထိုးသူတို့ဟာလေအဲ့ဒီစာပေပြိယတ်တွေအပေါ်မှာပဲဆွေးလန်းခြင်းမှန်မှုခြင်းရောင်ရဲခြင်းထောင်လွှားခြင်းဆိုတဲ့ကိလေသာတရားတွေမိမိမှရှိတဲ့ဗိဇ္ဇာပြဘာရဆိုတဲ့ကိလေသာတရားတွေကို တရားရဲ့အနှစ်သာရအရာဖယ်ခွာနိုင်ခြင်းမပြုတော့ဘူးတဲ့ထို့သူတို့သည်တဲ့သူတို့တင်ကြသောတရားဟာသူတို့အတွက်များစွာသောဆင်းရဲကိုရောက်ရလေ၏လို့မြတ်စွာဘုရားရှင်သည်ကောင်းစွာဟောကြားတော်မူလေတော်သည်သည်အဲ့တော့ချုပ်ကတော့မွေးကိုကောင်းစွာမဖမ်းတဲ့အတွက်ကြောင့်ကိုယ်ပြန်ကြိုက်ပြီးတရားတကက်တော့တဲ့ တရားကိုကောင်းစွာမသင်တဲ့အတွက်ကြောင့်အနှစ်သာရတို့ကိုစစ်စစ်ဆက်ဆက်မသုံးသတ်တဲ့အတွက်ကြောင့်အဲ့ဒီတရားတွေကိုမမှုပြီးတော့ရောင်ရဲတင်းတင်းပြီးတော့မိမိရဲ့တဏ္ဍသမှုရိယကိလေသာတို့ကိုမဖယ်ခွာနိုင်တဲ့အတွက်ကြောင့်ညာစွန်သောစင်ရည်တည်ရောက်ရ၏ဟုတ်ပြီလားကျွန်တော်ပါပါဗျာကောင်းစွာတည်ယူခြင်းကိုလည်းမြတ်စွာဘုရားရှင်ဟောကြားလိုက်ပါတယ်ဟိုယန်းတို့တဲ့မွေကိုယ်လိုရှိသောမျိုးကောင်းသားဟာမွေရှိရရက်ကိုတွားတယ် အဲ့ဒီမှာမွေကြီးတကောင်ကိုတွေ့တယ်တဲ့အဲ့ဒီမွေကိုတွေ့တဲ့ခါကျတော့စိတ်ကွာနဲ့ခေါင်းကိုနှိမ့်နှိမ့်ချတယ်စိတ်ကွာလေးကွာကိုအယိုးတက်ထားတဲ့သဘောပေါ့နော်ရိုးရှည်တက်ထားတာပေါ့အဲ့တော့ခေါင်းကိုစိတ်ကွာနဲ့နှိမ့်ပြီးတော့လေပင်ကနေပြီးတော့ခေါင်းစွာကင်နေတဲ့အဲ့ဒါလိုကင်တဲ့အတွက်ကြောင့်မွေဟာသူ့ရဲ့လက်ကိုလည်းတခြားစိတ်ပိုင်းကိုလည်းပတ်ပင်မဲ့ပေါက်လို့မရတဲ့အတွက်ကြောင့်တေးချင်းကိုမရောက်ဘူးတဲ့ ဩယံတို့လေဘာကြောင့်မရောက်တယ်လဲသူရဲဆိုတော့မွေကိုကောင်းစွာဖမ်းနိုင်သောကြောင့်ဖြစ်၏ဩယံတို့လေအကျင်ခံစားလာ၌သာသနာတော်၌အမျိုးကောင်းသားတို့သည်လေတရားတို့ကိုသင်ယူကြတယ်တို့သင်ယူပြီးသောတရားတို့ကိုနိုင်နိုင်ချွတ်ချွတ်စဉ်းစားဆင်ញင်ကြတယ်တဲ့ဒါကြောင့်မလို့ထိုတရားတို့သည်ထိုမျိုးကောင်းသားတို့ရဲ့စစ်စစ်ဆက်ဆက်သုံးသပ်ဆင်ញင်ခြင်းကိုခံရတယ် ကြောင့်မလို့လေထိုမျိုးကောင်းသားတို့ဟာမေဖို့ကျိုးကိုခံစားရလေတဲ့လူလူမလူလူကြောင်းဆောက်ဆောက်မဆောက်ဆောက်တတပင်ဝါရွင်အောက်မှာငိမ့်ချနေပြီတဲ့ဆိုရင်ပူပန်ကင်းနေပြီရောင်ရဲတင်းတင်းနေပြီတဲ့မေဖို့ကျိုးဆိုအဲ့ဒီကျိုးတွေလေဒီတရားတွေကိုသင်ကြားတာဟာသူတို့ဘာတို့ရဲ့အကဲ့ရဲ့လုတ်ဖို့လည်းမဟုတ်ဘူးတဲ့အကဲ့ရဲ့ခံမှာကြောက်တယ်ဆိုလို့ရှိရင်ဆင်းရဲမှလား ဒါဆိုအစွဲမရှိဘူးလားရှိပါတယ်ခင်ဗျအဲ့ဒီအစွဲကဝိဇ္ဇာတအတ္တတက္ကရာပဲလေတပါသောသူတို့ကိုလေလေကိရရှုံချဖို့မဟုတ်ဘူးတဲ့တပါသောသူတို့ကိုကိရချုံချဖို့နေနေတတ်တာထိုမျိုးကောင်းသောတန်တို့ဟာမိမိတို့ခံစားဆန်းစားတဲ့မေဖို့အကျိုးခံစားစီရင်ကင်ရတို့ကိုမျှဝေပေးဝေလီပဲတဲ့ဒါကြောင့်မလို့တဲ့ထိုမျိုးကောင်းသားတို့ဟာတရားတို့ကိုကောင်းစွာသင်ကြားတဲ့ကြောင့်ထိုတရားတို့ကြောင့်တဲ့ များစွာသောချမ်းသာကိုခံစားရတယ်။ဒါကြောင့်မလို့ယန္တုတဲ့ငါဟောတရားသောတရားကိုသင်တို့သည်မှန်ကန်စွာသိအောင်ကြိုးစားကြတော့အကြိမ်မိမိမသိသည်ရှိသောတိတ္တနာလေသောယဟန်ကို မိန်မြန်ကြလေလောလို့မြတ်စွာဘုရားရှင်သည်ကောင်းစွာဟောကြားတော်မူလေတော်သည် တော်ဆိုလို့ရှိရင်ဦးဇင်းတို့ရဲ့သာသနာတော်မှာချုပ်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီလိုသင်ကြားတာတရားတွေကိုသင်ကြားတာပရိယသာသနာအဲ့ဒီတရားတွေကိုအ내အတိတ်ပဲကိုထင်ပေါ်အောင်စစ်စစ်ဆက်ဆက်သုံးသပ်ဆင်ခြင်အာထုတ်ကတော့ပရိပတ်သာသနာပါဒါကြောင့်မလို့လေအဲ့ဒီပရိယပရိပတ်နော်ကြိုးကြောင်မှန်တဲ့တဲ့ကြောင်ညီမျှတဲ့အတွက်ကြောင်ပေါ်ပေါက်လာတဲ့ခံစားမှုတော့ပရိဝေဒသာသနာပါဒါကြောင့်မလို့လေအဲ့ဒီသာသနာ၃ရက်ကိုပြည့်စုံမှတ်တာနဲ့သာသနာတော်မှာ ညညွမျှတာငြိမ်းရေးချမ်းသာတဲ့သာသနာဖြစ်နိုင်မယ်။ဒီသာတပေကိုလည်းသင်ကြားသင်အံပြီးတော့ကြည်ကျင်ကြုတ်ကိုအားထုတ်ဖို့မရှိဘူးဆိုလို့ရှိရင်မိမိမှရှိနေတဲ့အစွဲသမှုရဲ့ကိရိတာတရားတွေကိုမဖယ်ခွာနိုင်တဲ့အတွက်ကြောင့်ရောင်ရဲခြင်းတင့်တယ်ခြင်းကိုမပြုတ်နိုင်တော့ဘူးတဲ့။ဒါကြောင့်မနဲ့နှစ်ကြောင်းကားတစ်စီးကနေနှစ်စီးဖြစ်လာတယ်။ဖုံးနဲ့အဟောင်းနဲ့မသုံးကျင်တော့ဘူးတဲ့။နော်။ဘာလဲကာယကိုလည်းကြွကျင်လာပြီ။ ။ယောဂရောဘုန်းကြီးဖြစ်ပြီးမှပဲခါရကြွကြင်တာနဲ့မလေးကြွကြင်တာအဲ့လိုတွေမဖြစ်လာဘူးလား။မဖြစ်ပါဘူးခင်ဗျာ။ဘာကြောင့်လဲလေအလိုဆန္ဒအတိဒဥစဉ်ကဲရနေတာမဟုတ်ဘူးနော်။မှန်ပါပါခင်ဗျာ။လူရင်ဆန္ဒအတိဒဆိုတဲ့သမှုရိယာကြောင့်ဖြစ်တာမဟုတ်ဘူးလား။မှန်ပါပါခင်ဗျာ။ဤသမှုရိယာကြောင့်လေဒီလိုခံစားစံစားခြင်းနဲ့ခုနကတော့ခံစားစံစားလို့မရတဲ့အခါမှာမတာမယာဖြစ်တာတွေရတဲ့ဆင်းရဲတွေပဲ။ဟုတ်ပြီကြောက်လို့။မှန်ပါပါခင်ဗျာ။အခုဥစဉ်တော့ တော့တွက်ပဲတော့တွက်ပဲပြောတယ်စာပေပရိယတ်တိမလိလာပဲနဲ့ဟောလို့ရပါမလားမရပါဘူးကျင့်လို့ရပါမလားမရပါဘူးစာပေပရိယတ်တိမပါပဲနဲ့ကျင့်လို့ရတယ်ဆိုလို့ရှိရင်အဲ့ဒီလူကအယူဘူးလို့ပြောရမှာမရပါဘူးခင်ဗျာလိလာမှာပေါ့မရပါဘူးလိလာပြီးရင်လည်းဒီဥစ္စာကိုဒီတိုင်းပဲထားလို့ရပါမလားမရပါဘူးခင်ဗျာကျင့်သုံးရမှာပေါ့မရပါဘူးခင်ဗျာအဲ့ဒါလိုကျင့်သုံးတဲ့အတွက်ကြောင့်လည်းထိုသူဟာငြိမ်းချမ်းသာခြင်းကိုရရတယ်ရောင်ရဲတင့်တဲ့ခြင်းကိုရရတယ်ဒကာရမတို့တို့တွဲတယ်ဝန်တို့ဝန်ဘိုးလည်းမဖြစ်တော့ဘူး လူသည်ဖြစ်စေမလူသည်ဖြစ်စေဝန်တော့ဘုံမရှိတော့ဘူး။ရောင်ကျဲခြင်းတင်းတင်းခြင်းကိုရှိတယ်။မိမိချမ်းသာဖို့တောင်မှတရားဓမ္မတွေကိုမျှဝေခံစားဖို့အတွက်အစဉ်သင့်ဖြစ်သွားပြီ။ဟုတ်ပြီလားရပါတော့။ဘုအမျိုးကောင်းသားသည်မိမိတင်ကြားသားသောတရားဒေသနာတို့ကိုစစ်စစ်ဆက်ဆက်သုံးသပ်ဆင်ခြင်၍ထိုတရားတို့ရဲ့အနှစ်သာရအကျိုးတရားကို များစွာချမ်းသာခံစားရလေ၏လို့ဟောကြားတော်မူလေတော်သည်